ဥနုရဲ့ကာမတနာအခန်း23ချမ်းသာတပည့်စင်ရတပိတ်သာမောင်မြင့်ဆွေဟာအလုကနှုတ်ထစီရင်တင်ထားပြီမဲ့လေနှုတ်ထခွင့်ပြုတဲ့အမိန့်ချမလာသေးတဲ့အတွက်ရက်လေဆွမ်းကြွေးပြီးနောက်တနေ့မှာညောင်တုံးကိုခဏပြန်သွားရတယ်။တားပြန်သွားပြီးတဲ့နောက်ဥသိန်းလေတယောက်တည်းပလက်ကလထိုင်ပေါ်မှာထိုင်ရင်တံဝေးကရနေပါတယ်။အိမ်ဆောင်ပြုတယ်ဆိုတာဟာလက်စားတတ်တော့ကိုတော့ကကိုလိုက်ရှာချတာပါပဲကလား။တားသမီးမရသေးခင် လင်းကမရအတွက် မယားကလင်ရအတွက်သောကတွေအမျိုးမျိုးဖြစ်ရတယ်။သားသမီးတွေရလာတဲ့အခါကျတော့ဒီသောကတွေအပေါ်မှာသားသမီးတွေအတွက်သောကတွေထပ်ဆင်ပြီးတိုးလာကြပြန်တယ်။အဲ့ဒီလိုနေ့စဉ်နဲ့အမျှသောကတွေဖြစ်နေရတဲ့အထက်မိသားစုကတယောက်ယောက်များတည်သွားမှပြင်ကြံတဲ့လူတွေမှာဥအသေးတွေကျန်သွားတော့မလားပရိဒီဝါမိတွေအလောင်းခံရတယ်။အင်းအောင်တဲ့တိုင်းမှာစင်းစာအုပ်ကလေးတစ်ခုထားပြီးနေ့စဉ်နေ့တိုင်းစိတ်ချမ်းသာကိုချမ်းသာဖြစ်တဲ့အခါအသာမှတ်ထားလိုက် စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်တဲ့အခါအသာမှတ်ထားလိုက်အဲ့ဒီလိုသာမှန်မှန်မှတ်သွားမယ်ဆိုရင်တဏီကုံလို့ဆင်းရဲရှင်တဲ့အခါအိမ်တော်ဆိုတာတပည့်ဆင်းရဲတပိတ်သာပါပဲလို့တွေးကြရမှာပဲအဲ့ဒီချမ်းသာတပည့်ဆင်းရဲတပိတ်သာရှိတဲ့ဘဝတန်ត្រာကြီးထဲမှာတလိမ့်လိမ့်နဲ့လှမ့်ကြရင်ဒီအိမ်တော်တွေကအိုလာကြတယ်ပြီးတော့နာလာကြတယ်ပြီးတော့တည်သွားကြတယ်ဒီအိမ်တော်တွေဟာသူတို့ရဲ့လောကဘုံဘဝအကြောင်းအမျိုးမျိုးပြိပင်ကာစီထားတဲ့အတွက်တန်ត្រာကိုဆင်းရဲတွေကလုံးမြောက်စေနိုင်တဲ့ အာကိုကလေးတခုကိုတောင်းမှ မသေးခင်ရအောင်ယူမသွားနိုင်ရှာကြဘူး။တာသမီတော်ကလင်းတော်ကမယားတော်ကအဆရှိတဲ့တော်ကမျိုးစုံတွေရဲ့အနေအဆက်ကိုနေရှိသည်မြ၊နားရှိသည်မြ၊စက္ကန့်ရှိသည်မြခံနေကြရတဲ့အတွက်ဒီအာကိုလေးတခုရအောင်အားထုတ်ဖို့ဆိုတာတော့ဝေးရော။အဖန်ဖန်ပဋိသင်တည်နေရတဲ့ဆင်းရဲ၊ဥရတဲ့ဆင်းရဲ၊တည်ရတဲ့ဆင်းရဲ၊ချစ်တဲ့သူတွေနဲ့ကြွေကွင်းရတဲ့ဆင်းရဲ၊မချစ်မနစ်တတ်တဲ့သူတွေနဲ့ပေါင်းသင်းရတဲ့ဆင်းရဲ ငရဲတရိတ်ဆန်ပြိတာအသူရကဲဆိုတဲ့အပယ်လေးပုံကိုချရတဲ့ဆင်းရဲအစမထင်အောင်ရှီလျားလာတဲ့တန်တရာကြီးတစ်လျှောက်လုံးမှာကိုယူခဲ့တဲ့တန်တရာအကျွေးဟောင်းတွေကိုပြန်ဆက်ရတဲ့အနေနဲ့မဝတဝဆုတ်ဆုတ်ပြက်ပြက်နုံနုံချာချာအောက်ချနောက်ချနေရတဲ့ဆင်းရဲကိုအင်ကချူချူတက်တက်ဖြစ်ရတဲ့ဆင်းရဲအဖန်အစီ အချို့အနောင်ခံရတဲ့ဆင်းရဲအနှိမ့်ဆက်ခံရတဲ့အသက်ပြက်ခံရတဲ့ဆင်းရဲတည်ခြင်းစုအမျိုးမျိုးနဲ့တည်ရတဲ့ဆင်းရဲ ဝေဒနာတွေအဖြစ်စီအနှိမ့်ဆက်ခံရတဲ့အတွက်လူတန်းစီလူစင်းမိအောင်မနေရတဲ့ဆင်းရဲတပတ်သားတွေကသဘုတ်လေလွင့်ပြစ်တင်ရှုတ်ချကဲရရတာတွေကိုခံရတဲ့ဆင်းရဲအစရှိတဲ့တန်တရာဝဆင်းရဲတွေဟာအင်မတန်ကြောက်စရာကောင်းပါကလားလို့တွေးပြီးကြောက်လာတဲ့တန်ဝေကညံကလေးလောက်ရာယုံတောင်းသူခမများများစိတ်အေးလက်အေးနဲ့အားထုတ်မသွားနိုင်ရှာကြဘူးတေးပြင်းနောက်အပယ်လေးပုံကိုဇောက်ထိုးကြားခြင်းလဲကြမတက်နိုင်တော့ဘူးဖြစ်ချင်ရာဖြစ်ပါစီတော့ကွာဆိုတဲ့သဘောမျိုးနဲ့ တန်တရာကြီးကိုလှမ်းမကြည့်နိုင်တော့ပဲမျက်မှောက်ဘွားကလေးကိုသာကြည့်ပြီးသွားကြရရှာတော့တာပဲငါလည်းဒီလိုလူတွေနဲ့တလီတဲ့ဘဝတွေကိုရောက်တော့မလို့နည်းနည်းပဲလူတော့တယ်အတိတ်ကုသိုလ်ကံကလေးကကယ်လိုက်တဲ့အတွက်ဒီကျေးဇူးရှင်မကြီးမခင်မင်းနဲ့တွေ့ပြီးငါရဲ့အားကိုးရာအစီအကြီးဖြစ်တဲ့မညံဖူညံကိုငါရလိုက်တာပဲသူနဲ့မတွေ့ခင်တော့ကဆိုရင်ဒီညံလေးဆိုတာအားကိုးစရာအစ်စ်တွေလို့တယ်ငါမသိခဲ့ဘူးဘူးဒီညံလေးရအောင်အားထုတ်ရတဲ့ကျင့်စဉ်တွေဟာ ဆင်းရဲကလွန်မြောက်ခြင်းနဲ့လူတိုင်းအားထုတ်ရမယ့်တရားတွေပဲဆိုတာတောင်ငါမသိခဲ့ဘူးဘူးတိဖို့နေနေတာတာငါကြားတော့မကြားခဲ့ဘူးဘူးသူနဲ့တွေ့တော့မှာပဲဒီတရားတွေနဲ့ငါတွေ့ရတော့တာပဲဒါပေမဲ့ငါရထားတဲ့မညံပူညံလောင်းနေတာဆိုရင်ငါငရေတလိမ့်ဆန်ပြိတ်တာအတူတကယ်ဆိုတဲ့အပယ်လေးပုံငါသာလွတ်ယုံရှိသေးတယ်။ဦးနာတိပြီဆိုတဲ့ဆင်းရဲတွေနဲ့နောက်ထပ်ခုနှစ်ဘဝလောက်ငါတွေ့ရအောင်မယ်။ငါမတွေ့ချင်တော့ဘူးဒီဆင်းရဲတွေကိုငါအကြောက်ကြီးကြောက်သွားပြီ။ ဖြစ်နိုင်ရင်ဒီဘဝမှာပဲဒီဆင်းရဲတွေကငါလွတ်ချင်ပြီးဥနာတိကွဲဆိုတဲ့ဆင်းရဲတွေရှိနေသေးတယ်မြတ်ဘယ်ဘဝမှာမကောင်းဘူးဒါကြောင့်မို့လဲရှင်တော်မြတ်ဖះဟာဆင်းရဲတွေတွေကတဝဲလေလေဖြစ်နေကြရတဲ့တတ္တဝါတွေချမ်းသာစေကိုမြဲမြဲမျက်မှောက်ပြုကြရပါစေဆိုတဲ့မဟာကရုဏာတော်ကြီးနဲ့ဖုဒါမိနိဂမ္မတုခံအပုရုဇနာဒေဝီတံဘေကုဝိတာတမပါရိအပတ်တော်အာတဝခယံ တိလာအကျင့်ရှိကများဖြင့်၎င်းအကြအမြင်များကများဖြင့်၎င်းတည်ကြည်မှုတမာရီရကများဖြင့်၎င်းစိတ်ဉဏ်ရ၌နေကများဖြင့်၎င်းယဟန်သည်အာတောကုန်ခန်းသောယန္နာဖြစ်သူမရောက်သေးသည်မြတ်ပုထုဇဉ်တို့မမိဝဲအပ်သောအနာဂါမိဖူချမ်းသာကိုရပေ၏ဟု၍မရနားလိုက်ပါနှင့်လူဟောကြားတော်မူခဲ့တာပဲအဲ့ဒီတော့ငါလည်းသောတာပတိမံလောက်ကလေးကိုရတာနဲ့အကျဉ်းနှကြီးကျေနပ်ပြီးရက်နေလို့မဖြစ်သေးဘူးကျေးဇူးတော်အစုံဂုဏ်တော်အရှင် ရန်တော်အနန္တနဲ့ပြည်စုံတော်မူတဲ့မြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးရဲ့အလိုတော်ကြအတိုင်းအခုလိုအခွင့်ကောင်းရတော့ဒီဆင်းရဲတွေကမြန်မြန်လွတ်အောင်ကိုယ်စမ်းရှိသရွေ့ဉာဏ်စမ်းရှိသရွေ့ရုံးထွက်မှာပဲငါတို့သောတာပတိမဂ်ကိုရပါပြီဆိုပြီးရေသာခိုလိုက်နေလို့မဖြစ်သေးဘူးဒီကနေ့ပဲငါတတိမောင်လိုက်ပင်နဲ့တွေ့ပြီးအလောက်ကနှုတ်ထွက်လိုက်တော့မယ်သားပြန်လာလို့မှားပြန်ရှိတာကလေးတွေမှားပြတာနဲ့တပြိုင်နက်ရမ်းမောင်ကိုဝင်တော့မယ်လို့ဦးသိန်းဟာတခင်းနဲ့တန်လိုက်ချန်ချလိုက်ပါတယ် ဒီတန်လေးတန်အရာဦးသိန်းဟာအလောက်ကနှောက်ထွက်လွားကိုချက်ချင်းစာရေးတယ်။အဲ့ဒီလိုရေးပြီးတတိကိုလိုက်ဖိနေတွေ့ဖို့စောသေးတာနဲ့ပရိက္ခရာရှင်းပါဝယ်ရအောင်ဈေးကိုသွားတယ်။ဈေးကအပြန်မနှက်စာစားတော့ပြည်တဲ့အခါဦးသိန်းလည်းသူ့အလောက်ကနှောက်ထွက်စာခိုင်းပြီးတတိကိုလိုက်ဖိစီကိုထွက်သွားတယ်။ကိုလိုက်ဖိနေတွေ့တဲ့အခါကိုလိုက်ဖိမင်းတို့စီမှာဦးအလုံးလုပ်ခဲ့တာဒီကနေ့ဆိုရင်39နှစ်နဲ့9လနဲ့17ရက်ရှိသွားပြီ။ အစိုးရစီမံအမှုထမ်းရင်အသက်ဆိတ်လောက်ပဲအမှုထမ်းရတယ်။ဥအမှုထမ်းတာကတော့အနှစ်၄၀နာကိုနှီးသွားတာပဲ။ဒီမှာလှုပ်လှုပ်ခဲ့တဲ့အချိန်အတွင်းမှာဥဟာမောင်းလိုက်ပြင်တို့ရဲ့ပစ္စည်းဆိုရင်မတရားသဖြင့်တွေ့ရကလေးတစ်ချောင်းစက်ကူကလေးတစ်ရက်ကိုတောင်မယူဘူးဘူးဆိုတာဘဲချမ်းကိုပဲခြံပြီးပြောရပြောရဥပြောရဲပါတယ်။မောင်းလိုက်ပြင်တို့ရဲ့အလုပ်ကြီးဟာမစုတ်ရရအောင်ဥလဲကိုစမ်းရှိတဲ့၍စူးစမ်းပြီးလုပ်ပေးခဲ့တယ်ဆိုတာမောင်းလိုက်ပြင်လည်းကောင်းကောင်းသိပါလိမ့်မယ်။ မောင်လိုက်ဖီတို့ကာမဝဆရာကုသိုလ်ကလည်းအင်မတန်ကောင်းတော့အလောက်ဟာဥလုပ်ခဲ့တဲ့အနှစ်40ဒီပါအတွင်းအင်မတန်တူတက်ခဲ့ပါဗါးဒီကနေ့ဆိုရင်လယ်ရီရောတစ္ဆက်ဆန်ဆက်တွေရောဂိုးတောင်တွေရောအားလုံးရဲ့တန်ဖိုးဟာစေသိမ့်တတော်မနေပါဘူးအဲ့ဒီတော့မောင်လိုက်ဖီတို့ရဲ့အဘူးဦးမြကြီးလက်ထက်ကလေးကထူထောင်ခဲ့တဲ့အလုပ်ကြီးဟာပြစီမသွားရအောင်မောင်လိုက်ဖီကြိုးစားပြီးလုပ်ပါဦးပြောတာလွန်သွားရင်လည်းဒီကံပါမောင်လိုက်ဖီဟာဒီကနေ့ရက်ချီ ီအလုံကြီးမှာစိတ်ဝင်စားတာကိုဥမတွေ့ရသေးဘူးအပျော်အပါနဲ့ပဲချိန်ကုန်ခဲ့တာပဲဒီအပျော်အပါဆိုတာအခုဘဝမှာလည်းလူကိုပျက်စီးစေတဲ့တည်းတည်ရင်လည်းအပယ်လေးပုံကိုကြာစေနိုင်တဲ့အဲ့ဒီတော့အခုအချိန်ကစပြီးမောင်းလိုက်ပြီဟာတန်ဝေကရဖို့ကောင်းလာပြီတန်ဝေကရပါတော့လို့လေဥဟာကို့တူကို့သားရင်လို့သဘောထားပြီးတိုက်တွန်းပါတယ်ဥအနေနဲ့ဆိုရင်အလုံးလုံးတာတာကြာပြီဆိုတော့နင်းနေလဲပင်ပန်းလာပြီပြီးတော့လည်းမကင်မီဆုံးသွားတဲ့နောက်အလုံးဆက်လုံးချင်တဲ့စိတ်လည်းမရှိတော့ဘူး ဘုံကြီးလို့ဖို့ပဲတန်တိတ်တန်ချထားပြီးပြီအဲ့ဒါကြောင့်ဒီကနေ့ကစပြီးအလုတ်ထွက်ပြရစီတော့အလုတ်ထွက်စာလေးတစ်ခါလေးယူလာပါတယ်ဆိုပြီးကိုလိုင်းဖေကိုစာလမ်းပေးလိုက်တယ်ကိုလိုင်းဖေကစာကိုဖွင့်မကြည့်ပဲဥထွက်လို့မဖြစ်သေးပါဘူးလို့ပြောပြီးရန်နေတယ်ထွက်ပြရစီတော့မောင်းလိုက်ဖေဘုံကြီးလို့ဖို့ဥအိမ်မှာပရိကရာရှင်ပါတောင်ဝယ်ပြီးပါပြီလို့ဥသိန်းကပြောတယ်နောက်သုံးနှစ်ပဲလုပ်ပေးပါတော့ဦးသုံးနှစ်ပြီးရင်ဥထွက်တော့လို့မောင်းလိုက်ဖေကပြောတယ်သုံးနှစ်မပြောပါနဲ့မောင်းလိုက်ဖေရဲ့ ။ဦးသုံးလတောင်မလုပ်ပေးနိုင်တော့ပါဘူး။ဦးမှလုံးလုံးချင်တဲ့စိတ်ကုန်ပြီ။ဒီတခါတော့တီးခံပါမောင်းလိုက်ဖြစ်ရဲ့လို့ဦးသိန်းကပြောတယ်။ကိုလိုက်ဖြစ်တဲ့ခဏလောက်တွေးပြီးဦးထွက်သွားရင်ဦးလက်အောက်ကဘယ်သူများဦးနေရာမှာတက်လုံနိုင်မလဲလို့မေးတယ်။ဘာခိုင်ဆိုတဲ့ငွေကင်စီးတယောက်ကတော့ရိုးရိုးသားသားကလေးပဲ။မောင်းလိုက်ပြီးသဘောကျရင်ခတ်နိုင်ပါတယ်လို့ဦးသိန်းကပြောတယ်။မောင်းလိုက်ပြီးကခေါင်းခါပြပြီးအဲ့ဒီလိုပြပြီးကဲဦးတနည်းပြန်လို့တော့ ဒီတနေ့အတွင်းကျွန်တော်လူကောင်းကောင်းတယောက်ကိုရှာပြရစီလို့ပြောတယ်။ဦးသိန်းကမလုပ်ပြရစီနဲ့တော့မောင်းလိုက်ပြီရဲ့လို့ထပ်ပြီးပြောတယ်။ဒီရဲ့လုံကြီးဒီလောက်ကြီးကျယ်လာတာဟာဥလုံပေးတာလည်းပါတယ်။ကျွန်တော်တို့ကုစုကောင်းလို့ကြီးပဲမဟုတ်ပါဘူး။ဥထွက်သွားပြီးဒီနေရာမှာတွေးကြရလူတင်လာရင်ပြတ်မှာပဲ။၆လောက်ကြာလို့ဆက်တွေမှာခေါင်းနဲ့တလုံးစီနဲ့ကိုရောင်းတွေမှာအမိုးတစ်ခုစီကျန်ရရင်ကံကောင်းပဲလို့ကုလိုင်းဖေးကပြောတယ်။ဦးသိန်းဟာသူ့အလုံမှာတန်ရောစင်အမတန်ကြီးမှန်းကိုလိုင်းဖေးတည်တယ်။ဒါကြောင့်ဒီလိုပြောလိုက်တာပဲဖြစ်တယ်။ ဦးသိန်းလင်းခဏကလေးစဉ်းစားပြီးအိမ်မှာပရိက္ခရာရှိပါတောင်ဝယ်ပြေးနေပြီလို့ခပ်ပြေးပြေးပြောပြီးသူ့ကောင်းကိုအောက်ဆိုင်ထားတယ်။တောင်းလောက်ကြတဲ့အခါကိုလိုင်းပြေကဦးရဲ့သားမောင်မြင့်ဆွေကိုဒီမှာမလုပ်နိုင်ဘူးလား။လာခကတော့ကြိုက်တဲ့လောက်ယူပါ။သူရနေတဲ့အစိုးရလာခထက်တော့မနေရပါဘူး။ပြီးတော့လေကျွန်တော်တို့အမတ်တမဲဖြစ်ပြီးတောင်းပြက်နေတာတခုရှိတယ်။ကိုစီမာဒီလောက်ကြိုးကြိုးစားစားလုပ်ပြနေတဲ့လူတွေကိုတနေ့တနေ့အမျက်ကိုကြည့်ပြီးစူပေးရမယ်။အဲ့ဒါလေဦးပဲဆက်လုပ်လို့ဦးရဲ့သားပဲလုပ်လို့ ဦးကြိုက်တယ်လို့စီစဉ်ပါဦးသားလုံးလို့ဦးထွက်သွားရင်လေဦးအတွက်ငွေ9000ယူပါလို့ကိုလိုင်းဖေးကပြောတယ်ငွေရဲ့အကြောင်းတော့မပြောပါနဲ့မောင်လိုက်ဖေးငွေရဲ့အတွက်ပြောနေတာမဟုတ်ပါဘူးဦးလည်းပြင်ပန်းနေတာနဲ့မခင်မီဆုံးတာနဲ့သွားတိုက်ဆိုင်ပြီးဦးကိုလိုင်းကဖုန်းကြီးလို့ဖို့တန်တိတ်တန်ချထားတဲ့အတွက်ဒီလောက်ပြောနေတာပါလို့ဦးသိန်းကပြောတယ်ဒီလိုဆိုရင်ဦးရဲ့သားမောင်မြင့်ဆွေကိုကျွန်တော်ပြောသလိုလုပ်ပါမလားလို့ကိုလိုင်းဖေးကထပ်မေးတယ်မပြောတတ်ဘူးသူလည်းအလောက်ကထွက်ဖို့ထွက်စားတင်လိုက်ပြီးပြီဒီပြန်လာပြီးဝင်နေတယ် ပြီးတော့ဥလိုပဲဖုံးချိုးมาပဲလို့ဥသိန်းကပြောတယ်။ကိုလိုင်ဖေလည်းပြုံးပြီးဥလိုသားဖာလည်းဘာတွေများဖြစ်နေကြသလဲ။အဖေကလည်းဖုံးကြီးလုံးပဲ။သားကလည်းဖုံးကြီးလုံးပဲ။သားဖာနေအောင်စလုံးဖျားဆုမြတ်ပန်ထားကြသလားလို့ပြောတယ်။ဥသိန်းလည်းဘာမှပြန်မပြောဘူး။တောင်းလောက်ကြတော့ကဲဦးမောင်မြင့်စိပြန်လာတော့ကျွန်တော်ကိုတိုင်တည်ပြီးပြောကြည့်ပါဦးမယ်ဆိုပြီးဥသိန်းရဲ့ထွက်စားကိုပြန်ပေးလိုက်တယ်။အရက်20လောက်ကြာတဲ့အခါမောင်မြင့်စွေလောကထွက်ပြီးပြန်ရောက်လာတယ်။ကိုလိုင်းဖေလည်းမောင်မြင့်စွေနဲ့တွေ့ပြီး သူ့အဖေလောကထွက်ရင်သူ့အဖေနေရာမှာဝင်လို့ဖို့ပြောတယ်။မောင်မြင့်ဆွေလည်းဖုန်းကြီးလို့ဖို့အတွက်သူ့အလောကတောင်ထွက်လာတယ်။အဲ့ဒီတော့ဒီမှာအလောက်ဆက်လို့ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။တိခံပါဆိုပြီးညင်းလိုက်တယ်။ဦးသိန်းလည်းသူ့နှုတ်ထစာကိုယူပြီးကိုလိုင်ဖေးနဲ့တစ်ချိန်တွေ့ပြန်တယ်။ကိုလိုင်ဖေးကလက်မခံဘူးတနေ့လောက်တော့လုတ်ပေးပါအောင်။ဒီရက်တွင်လူကောင်းတစ်ယောက်ရှာပြားစီလို့ဆိုအတင်းတောင်းဝန်ပြီးလွတ်လိုက်တယ်။ဦးသိန်းနဲ့အိမ်ကိုပြန်လာပြီးသူဝယ်ထားတဲ့ပရိက္ခရာရှစ်ပါးရှိမှရရင်တင်ကန်းကိုကင်ကြည့်လိုက် တပိတ်ကိုကန်ကြည့်လိုက်ရဲတောင်ကိုကန်ကြည့်လိုက်နဲ့လုံနေတယ်။မောင်မြင့်ဆွေလည်းအနားမှာလာရက်ပြီးဖေဖေဘယ်တော့လောက်ဖုန်းကြီးလုတ်ပြစ်မလဲလို့မိတယ်။ဖေဖေကြံထားတာကတော့လူကလေးပြန်ရောက်ပြီးနောက်တနေ့လုတ်ဖို့ပဲအခုတော့တမျိုးဖြစ်နေပြန်ပြီကွယ်လို့ဝမ်းနဲ့တန်နဲ့ပြောတယ်။ဘလို့တမျိုးဖြစ်နေတာလဲကိုလိုက်ပြီးဗာပြောလိုက်တယ်လို့သားကမိတယ်။တနစ်ဆက်လုတ်ပြပါအောင်ဒီနေ့အတွင်းလူကောင်းတယောက်ရှာပြရစီလို့ရှေခိုးဦးတင်အတင်းတောင်းမှလွတ်လိုက်တယ်လို့အဖေကပြောတယ်။အဲ့ဒီတော့ဖေဖေဘလို့ဆုံးပြတယ်လို့သားကမိတယ်။ ဘလို့မှမဆုံးဖြတ်ရသေးပါဘူးတနည်းဆက်လုပ်ဖို့ဆိုတာကတော့အင်မတန်ခက်နေတာပဲမင်းမင်းမီတည်ပြီးကလေးကတည်ခြင်းသဘောတရားဟာအင်မတန်မြန်နိုင်တယ်အခုစကားပြောနေရင်တောင်တည်သွားနိုင်တယ်လို့ဖိဖိသဘုံပေါက်နေတယ်အဲ့ဒီတော့ဘာမှမလုပ်ချင်တော့ဘူးမတည်ခင်ဖုန်းကြီးပဲလှုပ်သွားခြင်းနဲ့ဖုန်းကြီးမလှုပ်ရပဲတည်သွားမှာဖိဖိအင်မတန်စိုးရိမ်နေတယ်လို့ဖီကပြောတယ်ကိုမလှုပ်ချင်လဲထွက်လိုက်ပေါ့ဖိဖိရဲ့ဘာဖြစ်လို့ဒီလောက်စိတ်ပင်ပန်းခံနေရတယ်လဲသူတို့အလုပ်ကိုဒီလောက်လုပ်ပြီးခဲ့ပြီးရင်တော်ရုံပေါ့ ဖေဖေတောင်ကိုကျေးနပ်ပါပြီလို့သားကပြောတယ်။ဒါတော့ဒါပေါ်လူကလေးရေဒါပေမဲ့အခုလောက်ရှစ်ကိုဦးတင်တောင်းပန်နေတဲ့သားနဲ့ဇုတ်ထက်သွားလိုက်မယ်ဆိုရင်ကတင်ညုတာကတဝေရီဆိုတဲ့မင်္ဂလာတရားတော်ကိုတွေ့ဖယ်ပြီးကျင့်ရမြရောက်မလားဆိုတာကလည်းဖေဖေစိတ်ထဲမှာဆွေးနေသေးတယ်။အမှန်စင်စစ်တော့ဖေဖေအပေါ်မှာရောမင်းမိမိအပေါ်မှာရောလူကလေးအပေါ်မှာရောသူတို့ရဲ့ကျေးဇူးတွေကမနှဲလာဘူးလို့အဖေကပြန်ပြောတယ်။အဲ့ဒီလိုပြောနေတော့ဆံမြကထမင်းစားလာခေါ်တယ်။အဖေက လူကလေးသာသွားစားကြည့်တော့ကွာဖေဖေမစားကြင်တော့ဘူးဆံမြကြီးငါ့ဖို့ကော်ပီတစ်ခွက်ပဲပို့လိုက်ပါကွာလို့ပြောတယ်ဖေဖေကလည်းမဟုတ်တာပဲစိတ်ညစ်စရာမဟုတ်တာကိုစိတ်ညစ်နေတယ်လာပါထမင်းစားပါဦးထမင်းစားပြီးမှဒီကိစ္စကိုဆက်ပြီးတိုင်ပင်သေးတာပေါ့လို့ပြောပြောဆိုဆိုသူ့အဖေကိုထမင်းစားကိုဆွဲခေါ်သွားတယ်ထမင်းစားရဲ့မောင်မင်းဆွေလည်းဒီပြဿနာကိုဘယ်လိုဖြေရှင်းရမလဲလို့စဉ်းစားနေတယ်ထမင်းစားပြီးတဲ့အခါဖေဖေကျွန်တော်ဒီလိုစဉ်းစားလို့ရတယ်ကိုလိုင်းဖေတို့ပေးမယ့်ငွေ9000ကို ဖေဖေလက်ခံမယ်ဆိုရင်ဖေဖေနေရာမှာကျွန်တော်တနည်းဝင်လုပ်ပေးမယ်လို့သားကပြောတယ်။အဖေလည်းသားကိုမျိုးလုံးပြုကြည့်ရင်ဒီငွေ9000ကဘာလို့ဖို့လဲကွာလို့ပြန်မိတယ်။အဲ့ဒီလိုမေးပြီးတော့မှငါလုပ်ပေးခဲ့တာတွေဟာဒီ9000ကိုယူလိုက်ရင်အလကားဖြစ်သွားမှာပေါ့လို့အဖေကခန့်မြန်မြန်ဆက်ပြောတယ်။ဖေဖေကျွန်တော်ပြောတာခဏနားထောင်ပါဦး။အနောက်နိုင်ငံတွေမှာဖေဖေလုပ်သလိုသာလုပ်ပေးရင် အနည်း၄၀အတွင်း9000မကဘူးရရမယ်။ဒီမှာတော့အလုပ်ရှင်တွေကလည်းလောပါကြည့်တယ် အလုံသမားတွေကလည်းရရကောင်းစီလို့နားမလည်ကြဘူးဒါကလက်စားတာလည်းမဟုတ်ဘူးတစုလက်ဆောင်ယူတာလည်းမဟုတ်ဘူးကိုရားခွင့်ရတိုက်တဲ့ငွေကိုယူတာပဲအလုံသမားတွေကိုနှစ်ဆင်းနှစ်တိုင်းစုငွေမပေးမိတာဟာသူတို့ရဲ့တောင်းအောင်ပြောက်ကွက်မှုတစ်ခုပါပဲလို့တတိလို့သူကိုတိုင်ကဝန်ခံထားတာတစ်ခုတည်းနဲ့ပဲဒီငွေဟာဖိဖိစင်းစင်းကြဲကြဲတရားသဖြင့်ရခွင့်ရတာရှိတဲ့ငွေဆိုတာအင်မတန်ထင်ရှားနေပါပြီ။နောက်ပြီးတော့ဒီငွေကိုပေးပါလို့ဖိဖိကတောင်းတာလားတတိကပေးတာလားလို့မိတယ် ဖေဖေမတောင်းရပါဘူးကွာသူ့အတူပေးတာပါလို့အဖေကပြေတယ်။ဖေဖေအလုပ်ထွက်မယ်လို့ပြောလိုက်ရင်ဒီငွေ9000တော့ထွက်လာမှာပဲဆိုတဲ့စေရနာကိုဖေဖေမှာရှိသလားလို့တားကမေးပြန်တယ်။မရှိပါဘူးလူကလေးရဲ့ဖေဖေဖြင့်ဒါကိုတွေးတော်မတွေးမိပါဘူးလို့အဖေကပြန်ဖြေတယ်။အဲ့ဒီတော့တဲ့ဒီငွေ9000ဟာကိုရားထိုက်တဲ့ငွေလည်းဖြစ်တယ်။နှစ်ကိုကလည်းမတောင်းရဘူး။တတိကိုယ်တိုင်ကလည်းပေးမယ်လို့ပြောတယ်။သုံးအလုပ်ထွက်မယ်ဆိုတာဒီငွေ9000ကိုလိုချင်လို့6လမ်းနဲ့အနေနဲ့ပြောတာလည်းမဟုတ်ဘူး။ ီလို၆လဖို့စေတနာဟာကို့မှာအလေးမရှိဘူးအဲ့ဒီအကြောင်း၃ချောင်းကြောင့်ဒီငွေဟာကို့လက်ပြားတန်တန်ရှင်းရှင်းနဲ့ကိုယူနိုင်ပါတယ်ဖေဖေလို့သားကပြောတယ်နေပါဦးကွာဒီငွေရတော့ဘာလို့ဖို့လဲလို့ဖေကမြည်တယ်မိမိအင်မတန်စိတ်ဝင်စားတဲ့အဖွဲနှစ်ဖွဲရှိတယ်တစ်ဖွဲကပရိယတ်ဒီစာပြန်ပွဲအဖွဲနောက်တစ်ဖွဲကသာသနာရေးသားထောက်ပံ့ရေးအဖွဲအဲ့ဒီနှစ်ဖွဲတစ်ဖွဲကို2500စီလူမယ်မိမိလည်းဒီရလူကိုရောက်လျာရက်ကသာလူခုံမယ်ဖေဖေလည်းအနှစ်40လောက်လို့ရလာတဲ့ ချွေးနေစာနဲ့မြတ်စွာဘုရားရဲ့သာသနာတော်ကြီးစီပင်ပြန်ပွားရေးကိုဒီလိုထောက်ပံ့လိုက်ရတယ်ဆိုတာတွေးမိတိုင်းဝမ်းသာမယ်။အဲဒါကြောင့်ဒီရဲ့လူဟာဖေဖေအတွက်ထာဝရကုသိုလ်တော်ကြီးလည်းဖြစ်မယ်။ဖေဖေစိတ်ချမ်းသာအောင်ဝင်ပြီးကူရတဲ့အတွက်ကျွန်တော်မှလည်းကုသိုလ်တွေအများကြီးရမယ်။ဖေဖေလည်းဖေဖေကြိုက်တဲ့နေမှာပဲချက်ချင်းဖုန်းကြီးလုံးနိုင်မယ်လို့သားကရှင်းပြတယ်။အဖေကြီးလည်းသဘောကျတယ်။အဲ့ဒီအတိုင်းစီစဉ်စရာရှိတာတွေကိုသားဖနှစ်ယောက်ဟာအဲ့ဒီနေမှာပဲတတိယကိုလိုက်ပြီးနဲ့တိုင်ပင်ပြီးစီစဉ်ကြတယ်။ နောက်တနေ့မောင်မြင့်ဆွေဟာသူ့အဖေနေရာမှာအလုပ်ဝင်လုပ်တယ်။အဖေကြီးလည်းတားအလုပ်ခန်းကိုလာပြီးအလုပ်သဘောတွေပြောပြနေတယ်။ပြီးတော့အယုံးလုံသားတွေနဲ့မိတ်ဖွဲ့ပြီးတယ်။နောက်ပြီးတော့ဆက်ယုံတွေကိုယ်တော်တွေကိုရှောက်ကြည့်ကြတယ်။ညနေအိမ်ပြန်ရောက်ထမင်းစားတော့ပြီးတဲ့အခါမောင်မြင့်ဆွေကကိုလိုင်ဖေးရဲ့အိမ်ကိုသွားတော့ကမက္ကင်လာလည်းမတွေ့ခဲ့ပါလား။အရင်တကကိုလိုင်ဖေးဒီလာတော့ကမက္ကင်လာတယောက်နေကောင်းရဲ့လားလို့ကျွန်တော်မေးဘူးတယ်။ကိုလိုင်ဖေးကလည်းကျွန်တော်မေးတာကိုမဖြေပဲအိမ်မှာရှိပါတယ်လို့ မဖြေချင်းဖြေချင်းဖြေပြီးတခြားစကားတွေကိုလွှဲလိုက်တာနဲ့ကျွန်တော်ဆက်မမီတော့ပါဘူးလို့ပြောတယ်။ဦးသိန်းလည်းမက္ကင်လာအကြောင်းကိုပြောရင်မောင်မြင့်စွေကိုမြေတားရှိနေတဲ့အကြောင်းကစပြီးပြောတင်သလားလို့စဉ်းစားတယ်။မက္ကင်မီဟာဒီကိစ္စနဲ့ပတ်သက်ပြီးသူ့ကိုဆုံးမထားတာသတိရတဲ့အတွက်ဒီအပိုင်းကို သူချန်ထားခဲ့ပြီးမက္ကင်လာကလေးဟာအိမ်အောင်ကျစာကလေးကဒုက္ခပါပဲသားရဲ့လို့အစချီလိုက်တယ်။ကောင်မလေးကလည်းငငယ်ရှိသေးတယ်မဟုတ်လား။အိမ်အောင်ကျတော့16နှစ်ရှိသေးတယ်။သားနဲ့ရွယ်လူပဲလေတွေ့ကြည့်ပါလား။သား၁၀တန်းတော့က 16နှစ်မဟုတ်လားအဲ့ဒီ10တန်းလုံးကဒီကောင်မကလေးအိမ်ထောင်ကြတာပဲအဲ့ဒီတော့မောင်လိုက်ဖေးကအသက်6လောက်ရှိနေပြီကိုမချစ်တဲ့သူလည်းဖြစ်ပြန်ကိုထက်လည်းအသက်အပေါင်းကြီးကြီးပြန်ဆိုတော့ကောင်မကလေးဟာသူ့မနာကလေးနဲ့သူနေတယ်ထင်ပါရဲ့မောင်လိုက်ဖေးနဲ့သူ့အမေကလည်းသူတို့ကိုအောက်ကျုပ်စေခြင်းနဲ့သူတို့ထားရမှာနေစေခြင်းနဲ့ဆိုတော့ကောင်မကလေးဟာတားမိနေအောင်စလုံးနဲ့ဓာတ်ရိုက်သွားတိုးတာပါပဲမောင်လိုက်ဖေးကအရင်ကတိတ်ဝါဒနာပါတယ်အဲ့ဒီအထက်အရင်မူလာရင် ဒီသူငယ်ကလူစိတ်ပြောက်တယ်ဆိုတော့ကောင်းပါကလေးတရောပေါ့ကွာတခါတခါရိုက်ပြီးဆိုရင်မထနိုင်အောင်ရိုက်တာပဲတီလူမျိုးပါရိုက်တာပဲရိုက်ရင်လေလူရှိသူရှိရဲ့လို့မရှောင်ဘူးတခါဖေးဖေးရှိတော့ဘာကိစ္စနဲ့လဲမစိုးနိုင်ဘူးကောင်းပါကလေးရင်အောင်ကိုလက်သီးနဲ့ထိုးလိုက်တာပုံလျက်သားကျသွားတယ်ဖေးဖေးလည်းလမ်းပြန်ပြီးထူမလို့သွားတယ်မောင်လန်ဖေးကဖေးဖေးကိုဆွဲထားပြီးနေပစီဦးကျွန်တော်တို့လင်မယားရန်ဖြစ်တဲ့အထက်ဘေးကလူဝင်လာကျွန်တော်မကြိုက်ဘူးလို့ငါ့ကိုပြောတယ်ငါလည်းဒေါသဖြစ်ပြီးပြန်ထွက်လာခဲ့တယ် ောက်တနေ့မตาပိုးရပြီးအောင်းမိနေတာပဲကောင်းမကလေးလေသူ့ကမကုံသေးတော့မသေးနိုင်ဘူးကွာအဲ့ဒီလိုသားကချွေးမကိုရိုင်းနဲ့ထိုးကျိနေတာအမေလုံးတဲ့သူကတခုံးဝင်မတားဘူးသူ့ဆေးလေးတောင်အတော့မပြတ်ဘူးလိုင်းပြေအမေမမျှရှင်ဆုံးတာလူကလေးကြားလိုက်သေးလားလူကလေးအစိုးရအလုပ်ဝင်လို့လို့နှစ်နှစ်လောက်ရမှာပဲထင်နေဆုံးနေအမေဆုံးပြီးမောင်လိုင်းပြေဟာပူပြီးတောင်ရမ်းလာသေးတယ်ညာစည်းတန်းကဆိုင်တွေထဲမှာဒီမောင်လိုင်းပြေဝင်ပြီးတော့မှန်နေပကန်းနေ မရိုက်ခွဲဘူးတဲ့ဆိုင်ရာမရှိသလောက်ပဲဒီလိုရမ်းရမ်းပြီးရွာတာလေခဏခဏပဲရရမူးလာရင်ဒီသူငယ်ကလူစိတ်ပြောက်တယ်တပတ်သားကိုတဲ့ပြီးထိုးရင်ရိုက်ချင်တာပဲလူတွေကိုမရိုက်မနှံ့မထိုးကြရရင် မှန်းနေပကံတွေကိုခွဲတာပဲကောင်းမကလေးလဲဒီတန်းတွေပဲထင်ပါရဲ့ကွာချောင်းဆိုးသွေးပါယောဂါဖြစ်ပြီးအိယာတွေကမထနိုင်တာသုံးနှစ်လောက်ရှိသွားပြီလည်းလည်းမထူပါဘူးကွာတိမာပါပဲလို့ဖေကပြောတယ်ဒါကြောင့်မို့မခင်လာတယောက်နေကောင်းရင်လာလို့မိတာ ကိုလိုက်ပြီးမဖြစ်တာကိုလို့သားကပြောတယ်။ဒီလိုပြောပြီးဒီလူနဲ့ကျွန်တော်နဲ့အလုပ်လုပ်လို့ဖြစ်ပါမလားဖေဖေလို့သားကမေးတယ်။ဒါတခုတော့ကောင်းတယ်။ဒီသူငယ်ရောသူ့အဖေကိုတွန်းရောအလုပ်ထဲတော့ဝင်မလျှော်ဘူး။သူတို့ဟာသူတို့မူးနေရအပြော်အပါလိုက်နေရဖေးရနေရရင်ပြည်တာပဲလို့ဖေကပြောတယ်။ကျွန်တော်ကောလိပ်ကျောင်းမှာတော့ကမက်ခင်လာသမီးကလေးတယောက်ရတာကျွန်တော်ကြားတယ်။သူ့မှာသားသမီးပဲနှစ်ယောက်လောက်ရှိတယ်လို့သားကမေးတယ်။အဲ့ဒီသမီးကလေးတယောက်ပဲမမေကြီးတဲ့ ဒါပေမဲ့လူတွေကတော့အကြီးလိုခုံများတယ်။ဇေတန်းဆောင်ရေးပွဲမှာရှုံးတာနဲ့ကြောင်းထွက်နေတယ်လို့အဖေကဖြေတယ်။မခင်လာရဲ့အဖေရောအမေရောညီမလေးမခင်တောင်းရောဒီမောင်လာပြင်းနဲ့သူ့ကိုအတင်းပေးစားရမလားလို့အမေကိုစိတ်နာတာနဲ့အမေတေကနီးမှာခေါ်တာလည်းမလာဘူး။သေးတော့မသားလဲလိုက်မပူဘူး။အမေကြီးမသေးခင် သမီးရွတ်အများကြီးစိတ်မချမ်းမသာဖြစ်ပြီးတည်သွားရရှာတယ်လို့အဖေကပြောတယ်။အော်ဒီလောက်ထိတောင်ဖြစ်သွားတယ်နော်။မခင်လာအနှိမ့်ဆက်ခံနေရတာတို့ အမေသေးတာတောင် စိတ်နာပြီးမကင်လာမသွားတာတို့အဲ့ဒါတွေကိုမိမိကျွန်တော်ကိုတခုံးမှမပြောဘူးလို့သားကပြောတယ်။မင်းမိမိကတော့သူများအကြောင်းဆိုရင်ဘာမှမပြောချင်ဘူးရင်ငုံနေတာလို့အဖေကပြန်ပြောတယ်။ဒီလိုဆိုရင်မကင်လာဟာသူ့အမေကိုအတော်စိတ်နာနေတာပေါ့လို့သားကပြောတယ်။မိဘဆိုတာသားသမီးကိုဘယ်မှဒုက္ခရောက်စေချင်မလဲ။ကောင်းစားစေချင်တာကြီးပဲပေါ့။ဒါပေမဲ့မိဘတွေလည်းပုထုဇဉ်တွေပဲဆိုတော့သားကိစ္စသမီးကိစ္စမှာတစ်ခါတစ်ခါလဲအတွက်မှားကြတာပဲ။ အမှန်စင်စစ်ကိုခံရတဲ့အတွက်မိဘကိုစိတ်နာတာတော့လမ်းမမှန်ဘူးလူကလေးတတဝါမှန်သည်မြဘဝပေါင်းများစွာသူတို့လုပ်ခဲ့ကြတဲ့ကောင်းတဲ့ကံတွေကိုရောမကောင်းတဲ့ကံတွေကိုရောအားလုံးအမွေခံရတာပဲသူများကိုကိုကနှိပ်စက်ခဲ့ရင်ကို့လည်းပြန်ခံရမှာပဲနေပြန်ရောက်မှာပဲဒီဝစင်းရဲတွေကလွတ်မှာပဲလို့အဖေကပြောတယ်ဟုတ်ပါတယ်ဖေဖေလို့သားကသဘောတူလိုက်တယ်ကဲဖေဖေဖုန်းကြီးမလုပ်ခင်စီမံသွားချင်တာကလေးတွေနည်းနည်းပါးပါးရှိသေးတယ်လို့စကားကိုပြောင်းလိုက်ပြီး တို့မှာအခုနေတဲ့အိမ်အပြင်အိမ်ငှားထားတဲ့အိမ်နှလုံးရှိတယ်။မင်းမေမေရဲ့လောလဆာကလေးအနေချင်းရှိတယ်။မင်းမေမေခြေဆောင်လက်ဆောင်ဆိုပြီးစုထားတဲ့ငွေကလေး2000ကျော်ကျော်လောက်ရှိတယ်။အဲ့ဒါတွေကိုလူကလေးဘယ်လိုလုပ်ချင်တယ်လဲလို့မေးတယ်။ဖေဖေကြိုက်စီလိုလုပ်ပါလို့သားကပြန်ပြောတယ်။မင်းတော်လေးမတ်တင်မေဟာအိမ်အောင်ပြုအောင်မလား။ဒီလိုပဲနေသွားမလားမသိဘူး။သူ့ကိုလည်းပြည်စည်းနဲ့နဲ့ပေးခဲ့ခြင်းသေးတယ်လို့ဖေကပြောတယ်။ဖေဖေကြိုက်စီလောက်ပေးလိုက်ပါ။ပူတာကိုဖေဖေလူချင်တာတွေလူသွားပါ။သားအတွက်ဒါတွေဟာ ဘာမှအတော့မဝင်တော့ပါဘူးလို့သားကပြောတယ်။ဒီလိုဆိုရင်ငွေကိုပရိအပြစ်စာပြန်ပွဲအဖွဲ့နဲ့သာသနာရေးတာထောက်ပံ့ရေးအဖွဲ့တဝက်စီလူလိုက်မယ်။အိမ်သုံးလုံးနဲ့မင်းမိမိရဲ့လောက်လက်စားတွေကိုမင်းတော်လေးကိုပေးလိုက်မယ်လို့ဖေကပြောတယ်။သားကသဘောတူတယ်။တောင်းလောက်ကြတော့မောင်မင်းဆွေအိမ်ပေါ်တက်ပြီးဖေဟိုပြူတယ်။ဦးသိန်းဟာမတ်တင်မီကိုခေါ်လိုက်တယ်။မတ်တင်မီရဲ့စိတ်ထဲမှာတော့ဦးသိန်းနဲ့ပြန်ပြီးလက်ဆက်ဖို့လောက်ပဲဆွေးနေတဲ့အတွက်ဦးသိန်းကခေါ်လိုက်တဲ့အခါ ဒီအကြောင်းကိုပြောမှာပဲသူ့မမဆုံးပြတာမကြသေးခင်ကဲအိုနဲ့ကဲမဒီလိုယူလိုက်လို့ကောင်းပါမလားသူ့မောင်မြင့်ကိုလည်းအားနာစရာကြီးလို့တွေးရင်ဥသိမ်းအနာကိုသွားတယ်ဥသိမ်းကနောက်တနေ့မှ သူ့ဖုန်းကြီးလုတော့မယ်ဆိုတဲ့စကားကိုကြားရတဲ့အခါလေထဲမှာသူစောင့်နေတဲ့ပြီးဖို့အမိုးလောက်သာကြံတော့တဲ့တိုင်ဟင်ကြီးဟာဟုံးကနေပြိုကျသွားတာကို သူမြင်လိုက်ရတယ်ဥသိမ်းလည်းပစ္စည်းတွေကိုဘယ်လိုလုပ်ရမယ်ဆိုတာပြောပြီး တန်တစ်တာတော့ကိုမခင်မီလက်ထဲထည့်လိုက်တယ်။အဲ့ဒီလိုစီစဉ်စရာတွေစီစဉ်ပြီးနောက်တနေ့ကျတော့ရဟန်းခံကိစ္စဆရာတော်ကိုရှောက်ထားဖို့သာသနာရိတ်တာကိုသွားတယ်။ဆရာတော်ကဘယ်နေ့လောက်ရဟန်းခံခြင်းတည်းလို့မြည်တယ်။နောက်တနေ့ပဲလို့ဦးသိန်းကရှောက်ထားတယ်။ကုသိုလ်ဆိုတာမြန်မြန်လုပ်နိုင်လေကောင်းလေပဲလို့အမိန့်ရှိပြီးဆရာတော်ကသာဓုခေါ်တယ်။သာသနာရိတ်တာကပြန်လာပြီးအကြောင်းကြားတဲ့နဲ့မိတ်ဆွေတချို့ကိုဦးသိန်းကိုယ်တိုင်လိုက်ပြီးအကြောင်းကြားတယ်။နောက်တနေ့မှာချိန်ကြတဲ့အတိုင်းဦးသိန်းရဟန်းခံတယ်။